ရှားကြီးတင်ညွန်ရစာများစုစည်းမှုကနေကြိုဆိုလိုက်ပါတယ်ရှင်။ရှားကြီးရဲ့တယောက်ထင်းနေခြင်းနဲ့ဆိုရဲဆောင်းပါးလေးကိုတင်ဆက်ခြင်းပါတယ်။ဒီဆောင်းပါးကိုဖတ်ရှုခွင့်ပြုပါရဲ့။ ဇာတိအာယုတိလေးစားစွာ ခွင့်တောင်းလိုက်ပါရရှင်။တယောက်တည်းနေခြင်းနဲ့ကျွန်တော်ဒီတယောက်တည်းနေရခြင်းကို နှစ်သက်သူဖြစ်သည်။တယောက်တည်းနေထိုင်ခြင်းအတွက်ကျွန်တော်ဆန်ပြုထားသည့်ပုဂ္ဂိုလ်မှာ Henry David Thoreau ဖြစ်သည်။ကျွန်တော် Thoreau ကိုတယောက်တည်းနေခြင်းအတွက်နီးပီးလမ်းပြပြုသူဖြစ်တဲ့သူစိတ်ဓာတ်နဲ့ပြတ်သားမှုကိုနှစ်သက်သောကြောင့်လည်းပါသည်။ Thoreau သည်1849ခုနှစ်က Silver Disobedience ဆိုသည့်စာအုပ်ကိုရေးခဲ့သည်။ ထူဆောင်အုပ်တွင်ကျွန်တော်ခြိုက်ဆုံးစကားလေးမှာ that government is best which governs least အောက်ချမှုနေဆုံးဆိုရသည်ကောင်းဆုံးဆိုရဖြစ်သည်ဆိုသောသူအာပေါ်လေးဖြစ်သည်ပြည်သူလူထုပေါ်ထိန်းချုပ်မှုနေဆုံးဆိုရသည်ကောင်းဆုံးဆိုရဖြစ်သည်ဟုကျွန်တော်နားလည်ပါသည်ထော်ရုကအာနာပြင်းအုပ်ချုပ်ခြင်းချက်လူထုချင်းစီလွတ်လပ်ခွင့်နှင့်လူ့တဘာဝတန်ဖိုးများကိုလေးချပြီးအုပ်ချုပ်ရန်ဆွေးနွေးထားသည် လူကလူလုံးမြင်ပြီးလူပိသစွာအုပ်ချုပ်နိုင်မှာအစိုးရသည်တန်ဖိုးရှိသည်ဟုသူကဆိုသည်တော်တို့သည်ဘဲကြောင့်တယောက်တည်းနေခြင်းရသည်နိတော်တို့ကလူပောင်တိုင်းဝိုင်းကလက်ခံကျင့်သုံးနေကြသည်ပုံမှန်လိထများအစဉ်လာများထုံးစံတလိများငွေချင်းနှင့်တတ်မှတ်ဆုံးဖြတ်မှုခံရခြင်းများစသည်တို့မှာလူသားတို့အတွက်မလိုအပ်ဘဲစိတ်ဖိစီးမှုတွေကိုဖြစ်စေသည်ဟုခံယူသည်ထို့ကြောင့်သူသည်လူပောင်တိုင်းဝိုင်းကိန်းကွာစီရန်ခိတ္တထွက်ပြေးပြီး သူ့ဘွားတန်လိုအပ်သည်တို့ကိုရှာဖွေရန်ဆုံးဖြတ်ခဲ့သည်။သူကမြို့ပြနေဝေးရာဒေသ Walden Pond တော်ရဲတွင်တစ်တာအင်္ဂလိပ်တလုံးကိုတိုင်းသွားဆောက်ပြီးတယောက်တည်းနေခဲ့သည်။အဘဲကြောင့်တော်ရဲတွင်တယောက်တည်းသွားနေရခြင်းကို I went to the woods because I wished to live deliberately ဟုသူကပြောထားသည်ဘဝကိုရည်ရွယ်ချက်ရှိရှိနဲ့အသက်ရှင်ကျင်သောကြောင့်ထို့သူတယောက်တည်းနေထိုင်ရန်ရည်ချရာခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။တော်ရသည်စာရေးဆရာတယောက် ဒေကောပညာရှင်တယောက်ဖြစ်သည်သူတယောက်တည်းနေထိုင်ခြင်းကြောင့်လဲ Weldon ဆိုသည့်စာအုပ်ထပ်ပေါ်လာရသည်သူနေပြင် Weldon ကိုဖန်တီးရန်ရည်ကြီးသောချိန်သည်ထိုသူတယောက်တည်းနေခြင်းဟုဆိုရမည်ဖြစ်သည်ကျွန်တော်တို့တခါတည်းရန်ဘဲကြောင့်တယောက်တည်းနေခြင်းကြသည်နိလူတွေနှင့်ဆက်ဆံရသည်မှာညီငွေလာသည်တွေ့ကြုံတွေ့တွေ့မြင်တွေရှုပ်ထွေးလာ၏အမြင်ချင်တာတွေမြင်ရမကြချင်တာတွေကြားရနေကြတော့စိတ်ပင်ပန်းလာသည်ထို့ကြောင့်ငါကောင်ကဘာလဲဆိုခြင်းကိုပြန်လဲရှာဖွေနိုင်ရန်အတွက် တယောက်တည်းနေထိုင်နိုင်သည့်အချိန်တစ်ချိန်လိုအပ်သည်တော်ရက simplify simplify ဟုဆိုသည်ဘဝတွင်ရိုးရှင်းဆုံးနေထိုင်ခြင်းသည်ကောင်းဆုံးနေထိုင်ခြင်းဖြစ်သည်ကိုသူကဆိုလိုခြင်းဖြစ်သည်ဘဝထဲတွင်မလိုအပ်တာတွေကိုဖြုတ်ချရင်တက်တောင့်တက်တာနှင့်စိတ်ချမ်းသာဆုံးနေထိုင်နိုင်အချိန်ကလေးတစ်ခုလူတိုင်းတွင်လိုအပ်သည်ထိုချိန်လေးသည်ခဏတာဖြစ်ပါစေကိုယ်အတွေးခေါ်ကိုတည်ငြိမ်အောင်လုပ်ပေးနိုင်စွမ်းရှိသည်တယောက်တည်းနေခြင်းနှင့်ဟူ၍ဆိုလာခြင်းကြောင့်လူတွေကိုရှောင်ရမဟုတ်ပါ ထိုနည်းကိုရွေးချယ်ရခြင်းမှာကိုကိုကိုနားလည်ရန်ရွေးချယ်သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်မနေ့ကမစင်စားဖြစ်ခဲ့သောအကြောင်းအရာများကိုယနေ့တယောက်တည်းအာယုံစုစည်းက တွေးနိုင်စဉ်းစားနိုင်အောင်ကိုယ့်ကိုယ်ကိုသတ်မှတ်ခြင်းတစ်ခုလည်းဖြစ်သည်။တော်တော်ကတယောက်တည်းနေနိုင်ရန် Walden Ponzo သည့်တောက်အုပ်ကိုရေးလိုက်သည်။ကိုယ်တိုင်းကတောမထွက်နိုင်လေအေးဆေးစွာစာရေးစာဖတ်နိုင်သည့်ခန်းလေးတစ်ခန်း၊နေရာလေးတစ်နေရာတဲလေးတစ်လုံးလောက်တော်လွယ်သည်။နေ့တစ်နေ့သည်ကိုယ်ဆုံးဖြတ်ချက်ပေါ်ပူတည်သည်။ငါသည် ဘယ်ချိန်မှဘယ်ချိန်ဖုန်းအင်တာနက်ကွန်ပျူတာမတန်းဟုသတ်မှတ်ပြီးထိုအရာများနေကင်းဝေးအောင်နဲ့ဇုံတနာရီကစပြီးနေကြည့်လိုက်ပါထိုကာလအချိန်လေးတွင်မိမိစိတ်နှံဖြစ်ပေါ်လာသောအတွေးများကိုစာရွက်နှင့်ဗော့ပင်နှင့်ချရေးကြည့်ပါငါ့ကိုဘာကစိတ်ချမ်းသာမှုပေးပြီးဘာတွေကစိတ်ပျက်စီးမှုကိုဖြစ်စေသနည်းဆိုတာတွေကိုချရေးကြည့်ပါတယောက်တည်းနေခြင်းဆိုတီချုပ်သည်စိတ်ကြခွန်အားတစ်ခုဖြစ်လာစေပါသည်သို့သောတယောက်တည်းနေခြင်းဖြင့် စိတ်ဓာတ်ကွန်အားဖြစ်လာသည်ဆိုခြင်းကလည်းလူတိုင်းအတွက်ဖြစ်ခြင်းမှဖြစ်လာပါလိမ့်မည်။ကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုမေ့ခြင်း၊ကိုယ့်အတန်ကိုနားထောင်ခြင်း၊ကိုယ့်စိတ်ထဲတွင်ဖြစ်ပေါ်လာသောစိုးရိမ်မှုထင်ကြီးမှုဒေါသစိတ်မနာလိုစိတ်များကိုထိုသို့တယောက်တည်းရှိခြင်းတွင်ပြန်လည်သုံးသပ်ဆင်ခြင်းရန်ကောင်းဆုံးဖြစ်သည်ဟုထင်ပါသည်။တယောက်တည်းနေခြင်းကစိတ်ဖိစီးမှုတွေကိုရော့နေစေသည်ကတော့အမှန်ပင်ဖြစ်သည်။အနုပညာရှင်များစုသည်တယောက်တည်းနေခြင်းတွင်မိမိဉာဏ်ရည်နှင့်ဖန်တီးမှုတွေကိုအကောင်းဆုံးများဆုံးလုပ်နိုင်ခြင်းဆိုသည်ကိုတော့မငင်းနိုင်ပါ။ ကျွန်တော်တို့တယောက်တည်းနေကြရခြင်းကိုနှစ်သက်ဆုံးမှာအငင်းအခုမလုပ်ရခြင်းဖြစ်သည်ကိုစားခြင်းစားမီသွားခြင်းသွားမီအိတ်ခြင်းလည်းအိတ်မီမိသူနှင့်မျှတမင်းနေကြမလို့ကိုကိုစောင့်ကြည့်တာဟိုလိုလောက်ဒီလိုလောက်ဟူ၍အမိတ်ပေးနေမိသူမရှိခြင်းကပင်စိတ်ချမ်းသာမှုတစ်ခုကိုဖြစ်စေသည်တယောက်တည်းနေကြသည့်အခါမေးကြည့်ပါဘယ်လိုခံစားရသလဲတိုမီကောင်ကကိုကိုကိုတတိ mindfulness ဖြစ်စေသည်ငါဒီနေ့ပါရီလေးလာမလဲငါမနေ့ကပါရီလေးလာခဲ့သလဲငါယခု ။ဘာတွေလုပ်မလဲငါမနေ့ဖြစ်ငါဘာတွေလုပ်မလဲ။တခုချင်းတစ်ချက်ချင်းတစချင်းစူးစီးလိုက်ပါ။ကျွန်တော်ယနေ့ထီတရားမထိုင်ဘူးပါသို့တော့မိမိနှစ်သက်ကြီးညိုသောဆရာတော်ဘုရားကြီးများ၏တရားတော်များကိုနာယူပါသည်။မိုးရွာလင်းမိုးဆက်တန်ကလေးတွေကိုနားထောင်သည်။လေတိုက်လင်းသိရွက်တန်ကလေးတွေကိုနားထောင်သည်။နောက်ဆုံးအုံအောင်းညက်အော်တန်ညချင်းပြည့်လေးတွေဖားလေးတွေအော်တန်ကအစဘာမှမလုပ်ဘဲအချိန်ပေးကမျက်စိမှိတ်ပြီးနားထောင်ကြည့်သည်။ကိုငင်းချမ်းမှုဆိုဒီမှာကိုတိုင်ရှာမှတွေ့သည်။ ကျွန်တော်အတွက်တော့စာရေးစာဖတ်နေရပြီးဘိန်းနာရင်ပူညံပူညံလာလောက်မြည်သူမရှိခြင်းကပင်လေငြိမ်းချမ်းခြင်းဖြစ်သည် Henry Robert Thoreau ၏ Walden ကိုဖတ်ပြီးခန်းစားကြည့်ခြင်းဖြစ်ပါသည်တင်ညွ12ရက်လေလ2025စာကြည့်တင်ညွရဲ့စာများကိုနောက်ထပ်လည်းတင်ဆက်ခြင်းပါသေးတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ